ထိုင်းရွှေကတော့ဒီနေ့မှ350တန်နဲ့ဈေးဖွင့်သွားပါပြီ။အားလုံးမင်္ဂလာပါ။ဆေးချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့ကတည့်ရက်နေ့9လပိုင်း2020နဲ့9ခုနှစ်မနက်ပိုင်းထိုင်းရွှေဈေးကတော့350တက်ပါတယ်။96.5မှ900ခန့်လို့ရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောင်းတဲ့ဈေးက9950ဆိုင်ကလက်ခံတဲ့ဈေးက9850လက်ဝိရဏရဲ့ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9850 ကမ္ဘာရွှေတအောင်စာကိုဒေါ်လာ3,319တိုင်းရွှေစည်းကိုတွက်ထားပါဗျ။ဒေါ်လာကိုတိုင်းမှန်ငွေ32.4ခွန်နဲ့တိုင်းရွှေစည်းကိုတွက်ထားပါဗျ။96.5အရာခန့်ရှိတဲ့တိုင်းရွှေခေကဘန်ကောက်ထဲမှာလက်က200ရှိပါဗျ။လက်ခအပီအစီတိုင်းရွှေခေတစ်ပတ်သားကို9,150နဲ့ပေါင်စည်းရှိနေပါဗျ။တိုင်းကလက်ခံတဲ့ဈေးကရာခန့်တုံးပြမဖြစ်ပဲဆိုင်က9,850နဲ့ပြန်ပြီးတော့လက်ခံပါပါ။ရုပ်ဝိညာဉ်ရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1,000ကနေ2,000ထိရှိနိုင်ပါဗျ။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းတုံးကပြောင်း ောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝဲရန်နာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်ပြီးတဲ့ပြင်ကို48300ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံပါပါ။ဒီနေ့မှာတော့ထိုင်းရွှေစီးကအတက်စီးနဲ့ရှိနေပြီးတော့လက်ရှိမှာ350တောင်းမှတက်ထားလာဖြစ်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်အခဲကိုပဲဝယ်ဆုကြပါလို့ချမ်းပြူချင်ပါတယ်။ထိုင်းရွှေအခဲကလက်ဝဲရန်နာနဲ့စားလို့ရှိရင်လက်ခစီးနှုန်းကအများကြီးကိုတက်တာတာဖြစ်ပါတယ်။ထိုင်းရွှေစီးငွေစီးတွေကိုမြန်တန်တင်ပေးပါတယ်။ထိုင်းရွှေစီးငွေစီးတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပြရှင်နိုင်ကြပါစေ